ြောရရင်တော့ဝါဇူလာပြည်နေပေါ့ဗျာကျုံနယ်မဲကမောင်ကင်းလို့ခေါ်တယ်အရက်ရှည်ပြီးတရုတ်ဆောင်ကင်းကောင်နဲ့တွေ့တူတော့အရက်ထဲကကင်းကောင်လို့ခေါ်ကြတယ်နောက်တော့ကြော်ညာတစ်ခုမှကင်းကောင်ကိုမောင်ကင်းလို့ခေါ်ရကကျွန်တော်ကိုအားလုံးကမောင်ကင်းမောင်ကင်းနဲ့ခေါ်ရကနေနာမည်ကမောင်ကင်းဖြစ်သွားတယ်ဆိုပါတော့ဗျာနာမည်အရင်တော့ရှိတာပေါ့ထားလိုက်ပါတော့အဲ့ဒါကအရေးမကြီးပါဘူးကျုပ်တို့ရွာကလေးကနယ်မြို့ကလေးတစ်မြို့နဲ့မနီးမဝေးကရွာလေးပေါ့ စပိန်စီးရင် တနာရီတာတာလောက်စီးရတယ်။လမ်းလျှောက်ရင်တော့နှစ်နာရီလောက်ခြေသွက်ရင်တနာရီကျော်ကျော်သာလျှောက်ရတယ်။စပိန်လူပြောလို့အဲ့တုန်းကကျုပ်တို့စီမှာဆိုင်ငယ်တွေမပေါ်သေးဘူးဗျ။စပိန်နောင်လူတိုင်းစီးနိုင်တာမဟုတ်ဘူး။နွားလဲတို့စပိန်တို့ကိုအားကိုးရတော့အခုခေတ်လိုထော်လာကြီးတို့ဆိုင်ငယ်တို့ကမပေါ်သေးဘူးပေါ့ဗျာ။ဝါဆိုလာပြင်းနေမတိုင်ခင်ကတည်းကမြို့ကတငယ်ချင်းအိမ်ကိုသွားခဲ့ကြတာ ူတို့အိမ်မှာလာပြေးနေဝါစုသင်္ကန်းကတော့ကျွန်တော်လဲဝိုင်းကူပေးတာဗောနောက်တော့အလှပြီးတော့ညနေဘက်ရွှေရင်မြော်ဖျားဘက်ကိုတက်ဖူးကြတယ်လာပြေးနေဆိုတော့ဖျားမှာလူစီချက်ကတော့ပြောမနေပါနဲ့တော့ဗျာဈေးဆိုင်တွေကလည်းပေါ်ပြီးမသိရင်ဖျားပွဲကြီးလူလူဖြစ်နေတာဗောကျွန်တော်တို့တငယ်ချင်းတစုလဲအဲ့ဒီဖျားဖူးပြီးအေးအေးဆေးဆေးပျော်ပါနေကြတာဗောဇလန်းကအိမ်ပြန်တဲ့အခါမှာပဲစတော့တာပဲဗျို့ဟေးမောင်ကင်းတို့အိမ်မှာညအိပ်ပြီးမနေ့ကမှပြန်ဖို့ကွာ မောင်ကင်းကခေါင်းခါလိုက်တယ်မဖြစ်ဘူးကငါရွာအရောက်ပြန်မှဖြစ်မယ်မနေ့ဖန်လာပြီကျော်တည်းရဲ့ဆိုတော့တို့ရွာမှာဝါဆိုပန်းခူးဝဲရှိတယ်ကအေးလီမင်းပြန်မယ်ဆိုလဲပြန်ပေါ့လမ်းလျှောက်ပြန်မှာမဟုတ်လားမင်းနေရသေးလားကဖခင်မှပြန်ဆင်းလာတော့ညနေ6နာရီထိုးကန်နီးပြီဖြစ်တယ်တနေ့လုံးနေကကြွကြွလွတ်လွတ်ပူပြီးညနေဆောင်တော့မိုးသားတိမ်လေးတွေကအနောက်ဘက်မှာတက်လာတယ်သူတို့ဒေသကမြမပြည်အောက်ပိုင်းဒေသမှ မိုးရာသီမှာမိုးကအရန်ကောင်းလာတယ်။တငယ်ချင်းအိမ်သူပြန်ပြီးအထုပ်အပိုးတွေယူတယ်။အထုပ်အပိုးဆိုလို့များများဆဆမဟုတ်ပါဘူး။လွယ်ဤတလုံးနဲ့အဝတ်တစုံပဲဖြစ်တယ်။လက်နှိပ်ဓမီနဲ့ဓမြောင်ကလေးကတော့အမြဲတမ်းသွားလေရတည်သွားနေကြပေါ့ဗျာ။နောက်များကြနေပြီလားကွာ။မင်းမိပါမလားငါကောင်ရ။တငယ်ချင်းအမေကိုခေါင်းညှိဖြေးလိုက်ရင်မိပါတယ်ကွာ။ငါမြ мян ရှောက်ရင်ည၈နာရီမထိုးခင်တော့ရွာကိုပြန်ရောက်နိုင်ပါတယ်။တတိလဲထားအောင်တော့ကွာ။အောင်မလေးကွာ။ဒီလန်းငါသွားနေကြ။ငါချီရတယ်ကြီးပဲ။ ထို့သို့ပြောပြီးတဲ့နောက်တငယ်ချင်းအိမ်မှအခြေလန်းကျဲကြီးများဖြင့်မြ мян ပြန်ထွက်လာခဲ့တယ်။မြ мян မသွားလို့ကလည်းမဖြစ်ရွာသို့မနက်ဖြန်အမိရောက်အောင်သွားရမယ်။ရွာမှာရှိတဲ့ချစ်သူကမနက်ဖြန်ဝါစုပန်းခူးဝက်ကိုအတူတူခူးကြမယ်လို့ဆိုထားတဲ့ကလေးကြောင့်ခက်သွက်သွက်လေးရှောက်လာခဲ့တယ်။သူ့ကိုယ်သူလည်းအပြစ်တင်နေမိတယ်။ဘာလို့နောက်ကြမှပြန်ရတယ်လဲဆိုပြီးတော့ပေါ့။ နောက်တော့ရွာမှာစောင့်နေတဲ့ချစ်သူမျက်နှာကိုမြင်အောင်ပြီးအတက်သွားတယ်။ဖယားပွဲဈေးတွင်ချစ်သူအတွက်ဝယ်ခဲ့သည့်ပဝါချုံတဲ့လှလှကလေးကိုလည်းချစ်သူအားပေးကျင်နေပြီဖြစ်တယ်။ရွာတို့ရောက်သည့်ကားလမ်းမကြီးကိုတက်လာခဲ့တော့မိုးသားတိမ်လိပ်တွေကမဲမောင်နေပြီးလျှက်ပန်းလျှက်နွယ်တွေကလည်းတဖြင်းဖြင်းနဲ့မြင်တွေ့နေရတယ်။ပန်ဝန်းကျင်ကတဖြည်းဖြည်းမှောင်ကျလာတယ်။ကားလမ်းမကြီးတွင် စပိန်ကြုံလှဲကြုံများရှိမလားဟုကြည့်လိုက်တော့လေသူတယောက်တည်းသာရှိတယ်။ မိုးကလည်းကွာထို့တို့ရေရွပြီးနောက်လမ်းလျှောက်နေသည့်ခြေလမ်းကိုအရှိန်မြှင့်လိုက်လေတော့သည်မိုးသားများကတရိပ်ရိပ်မီးကပ်လာတယ်မောင်ကင်းကလည်းအပြေးတစ်ပိုင်းလမ်းလျှောက်လာလေရာမြို့အတွင်းတုတ်တန်ကလေးကိုကြော်သွားတဲ့အခါမှာတော့ကားလမ်းမကြီးတွင်လူပြတ်သွားလိမ့်ပြီဖြစ်တယ် ားလန်းတဘေးတွင်ကွင်းပြင်များမြက်ရိုင်းများတောအုပ်ငယ်များသာရှိတော်တယ်ထိုတာလမ်းမကြီးကကြေးရွာချင်းဆက်လန်းဖြစ်ပြီးကားလန်းမကြီးတစ်ဖက်တစ်ချက်ဟိုးဝူဝဲတွင်ကြေးရွာကလေးတွေကိုမီးတလက်လက်နှင့်လှမ်းမြုံနေရတယ်လမ်းလျှောက်နေရင်တိမ်သားတိမ်လေးတွေက သူ့ကိုဖုံးအောင်သွားတယ်ထို့အတူမိုးကလည်းအော်တန်ကြီးပေးကပြေးလာတော့တယ်ပန်ဝင်းချင်းကချက်ချင်းမှောင်မိုက်သွားသည်မို့မောင်ကင်းကလက်နိုင်တမီကိုဖွင့်လိုက်ပြီးတဲ့နောက်လွဲအိတ်ကိုရင်ဘတ်မှပိုက်ခါပြေးရလေတော့တယ်မိုးရဲ့အမြန်နှုံးကိုမောင်ကင်းလိုက်မမီတော့မိုးကတဲကြီးမဲကြီးကိုရွာချလေတော့တယ်မိုးကလည်းရေပါလုံးတစ်ဖြစ်7မိနစ်ခန့်ရွာချလိုက်တဲ့အခါတာလမ်းမကြီးတစ်ခုလုံးရေလန်းသွားတော့တယ်။ဘွက်တွေပေါက်နေပြီ။ရွာရောက်ဖို့ကလည်းအတော်လိုသေးတယ်။ ပုံမှန်အချိန်ဆိုတနာရီတတတာရှောက်ရအောင်မီဖြစ်တယ်။ဒီလိုမိုးရွာမှုမျိုးနဲ့ဆိုနှစ်နာရီလောက်ကြာရင်တော့ရောက်ဖို့မသေးကြလှပြီ။လမ်းကရေတွေနဲ့ရှောက်ရခတ်လာလေတယ်။တကူလုံးလဲမိုးမီပြီးကြက်စုပ်ဖြစ်နေပြီးမိုးတဲလုံးသဖြင့်လမ်းကိုလည်းတိတ်မမြင်啊။ဓမီကလည်းတိတ်မတိုးတော့ပြီ။တနေရမိုးခုမှထင်းနေ။သူတွေးလိုက်သည့်အတိုင်းအရှိရင်ရွာနှရွာတို့သွားသည်လမ်းခွဲကလေးတစ်ခုရှိတယ်ထိုလမ်းခွဲအလယ်မှာ ဇရက်တဆောင်ရှိတယ်။ဇရက်အနီးတွင်တရက်ပင်ကြီးတစ်ပင်လည်းရှိနေတယ်။ခရီးသွားများနားနေနိုင်ရန်အတွက်ရည်ရွယ်ပြီးဆောက်လုပ်ပေးခြင်းပဲဖြစ်တယ်။မောင်ကင်းလည်းထိုဇရက်အတွင်ဝင်သင့်မဝင်သင့်အသေးချာစဉ်းစားလိုက်တယ်။မိုးကလည်းတော်တော်သဲနေတာမို့မိုးဆဲမိအချိန်ကိုဇရက်အတွင်ဝင်ကစောင့်ရမိအခြေအနေဖြစ်နေတယ်။မိုးဆဲသွားမှရွာသို့ပြေးမည်ဟုဆုံးဖြတ်လိုက်တယ်။ဇရက်ကလေးပေါ်သို့အပြေးတက်လိုက်တယ်။ဇရက်လေးမှအနှဲငယ်မြင့်မြင့်လေးစောက်ထားပြီး အုတ်လီကသုံးတင်းနဲ့တက်ရတယ်။အကာအယံဟူ၍ကြီးကြီးမားမားမရှိပဲဒူးလောက်တတ်တာတစ်သားချောင်းကလေးများကိုဘောင်းအဖြစ်ပက်ပက်လေးရိုက်ထားတယ်။နှစ်ပေခန်းရှိသည့်ဇရက်ကလေးပဲဖြစ်တာမို့အတန်ငယ်ကျဲဝန်းသည်ဟုပြောရမယ်။ဇရက်ပေါ်တက်လိုက်ပြီး ကင်တစ်ခုကိုမှီလိုက်ခါလမ်းမဘက်ကိုငွေ့ကြည့်နေလိုက်တယ်။ပန်ဝင်းကျင်တွင်လူတရာမှမရှိပေ။ဇရက်အတွင်းမှလည်းမှောင်မဲနေတယ်။မိုးကအတော်ကောင်းနေတယ်။လေရောမိုးရောရွာသည်မို့တရက်ပင်ကြီးကလည်းတရှဲရှဲနဲ့ရိမ့်ထိုးနေသည်မှာမကောင်းဆိုးဝါးကြီးတကောင်ကနေတယ်လို့ဖြစ်နေတယ်။ထို့အတူဇရက်ခေါင်မိုးရှိတပြားတချို့ကလည်းတန်နေကွာပြီးဒတိုင်းတိုင်းနဲ့လေတိုက်တိုင်းစူညံနေတော့တယ်။မောင်ကင်းကတရေတော့ကြောက်တက်တယ်ရွာလမ်းမှာအမြဲသွာလာနေဘူးတော့လေယခုလိုညနေမှာတော့တခါမှမသွားဘူးပဲ ညာနံမှထွက်လာခဲ့သည့်ကိုကိုကိုလည်းအပြစ်တင်နေမိတယ်။လက်တွင်ပတ်ထားသည့် digital လက်ပတ်နာရီကလေး၏မီးထွန်းသောခလုတ်ကိုနှိပ်ကြည့်ပြီးနာရီကိုကြည့်လိုက်တော့အချိန်ကည9နာရီကြော်ကြော်ကလေးသာရှိသေးသည်။မောင်ကင်းလည်းမိုးဆဲရန်သာဆူတောင်းနေမိတော့တယ်။အဲ့ဒီအချိန်မှာမောင်ကင်းရဲ့ပခုံးအပေါ်အေးဆက်သည့်လက်ကြီးတစ်ခုကလာပုတ်ခတ်လိုက်တယ်။မောင်ကင်းလည်းသူ့ပခုံးအပုတ်ခံရသည်ကိုသိလိုက်သည် သို့တော်လက်မကြည့်ရသည်တေဂျာဒီကတော့တရဲလက်ကြီးတစ်ခုဖြစ်တယ်လို့သိလိုက်ရသောကြောင့်ဖြစ်တယ်သူလက်မကြည့်သည်ဖြင့်လက်ကြီးကသူ့ကိုနောက်တစ်ခါထပ်ပုတ်လိုက်တယ်လက်ဖွားကြီးကအေးဆက်ပြီးကြမ်းတမ်းလှတယ်ဟေ့ကောင်မောင်ကင်းသူ့နာမည်ခေါ်တဲ့ကြတော့မောင်ကင်းကတုန်တက်သွားတယ်ကြည်စန်းတရဲကြီးကသူ့နာမည်ကိုပါသိနေတယ်မောင်ကင်းမောင်ကင်းမောင်ကင်းလည်းကြောက်ကြောက်နဲ့လှည့်ကြည့်လိုက်မိသည်သူ့နောက်တွင်လူမဲမဲကြီးကငုတ်တုတ်ထိုင်နေတယ်ထိုလူမဲကြီးကလူကောင်ထွားထွားနဲ့ဝဝကြီးဖြစ်ခါဒူးတစ်ဖက်ထောင်ပြီးထိုင်နေတယ်ခက်ခက်ခက်ခမည်း မင်းဘာဖြစ်နေတာလဲငါဘာကွဒီတော့မှမောင်ကင်းကလက်နှိပ်သမီးဖြစ်ထိုးလိုက်တယ်ဟာဥဝကြီးပါလားဥဝကြီးဥဝကြီးကမောင်ကင်းနဲ့ဥဝကြီးကမောင်ကင်းနဲ့ဆွေမျိုးမကင်းတော်သူဖြစ်တယ်ရွာတွေလူမိုက်ကြီးပေါ့အသားမဲမဲလူကောင်ကထွားထွားနဲ့ဖြစ်ပြီးဝါလုံးတီမို့ဥဝကြီးဟုရွာကလူတွေကခေါ်ကြတယ်မောင်ကင်းနဲ့လည်းအတော်ရင်းနှီးပါတယ်လန့်သွားတာပဲဗျာဒါနဲ့ဥဝကြီးကဘာလို့အမောင်ထဲမှာထိုင်နေတာလဲအမောင်ထဲဆိုငါမှလက်နှိပ်တမ်းမိမှမပါပဲကွာ ဟုတ်တော်လဲဟုတ်တယ်ပန်ဝင်းကျင်ကမှောင်မိုက်နေပြီးမောင်ကင်းကလည်းတရေကြောင်ပြီးဇရက်အတွင်ဝှေ့ဝိုက်မကြည့်သည်မို့ဇရက်အတွင်ရှိဥဝတ်ကြီးကိုမမြင်လိုက်ချေနေပါဦးမိုးချုပ်နေပြီမင်းကဘယ်ကပြန်လာတာလဲကွဝါစုတင်ကန်းကကညနေရွှေရင်မျောဖះသွားပြီးမနေ့ဖြန်ဝါစုပန်းခူးအမိရွာပြန်ရမှာပဲဥဝတ်ကြီးရေဒါနဲ့ဥဝတ်ကြီးကတော့ဘာလုပ်နေတာလဲငါလဲရွာပြန်မလို့ကွဒါနဲ့မင်းလွယ်ကြီးထဲဘာတွေပါလဲကွမှန်ဆန်းကြည့်အောင် ဥဝတ်ကြီးကသူ့လွယ်အိတ်ကိုလူယူလိုက်ပြီးမှွေနှောက်ကြည့်လိုက်တယ်။လွယ်အိတ်ထဲမှာဓမြံကိုမြင်တော့ဥဝတ်ကြီးကတစ်ချက်ထိတ်လန့်သွားတယ်။ဒီဘွားကလေးကလှသားဟာအေးမူဖို့ထင်တယ်။ဥဝတ်ကြီးကတည့်ရဲသားနဲ့အေးမူကငါမိမဘကအမျိုးကဒါနဲ့မင်းအေးမူကိုအတီကျန်တာလား။မောင်ကင်းကောင်းညှိပြလိုက်တယ်။အတီပေါ့အတီပေါ့ဗျာ။အေးပါကွာကောင်မလေးကဖားတဆိုးလေးပါ။မင်းနောက်ပိုင်းသူ့ကိုတေးချကယူဆိုင်ပါကွာ။ဒါနဲ့မင်းစီမှာစားစရာလေးပါလိမ့်မပါဘူးလားကွာ။ငါဘိုက်စာလို့ကွာ။မပါပါဘူးဥဝတ်ကြီးက။ ထို့တို့ပြောတော့ဥဝကြီးမျက်နှာမှိုင်သွားတယ်ဒါနဲ့မင်းရောက်လာတော့ငါအားရှိသွားတယ်သိလားဘာလို့လဲဗျဒီဇဲကတရဲ၆တယ်လीကွာထိုင်နေသည့်မောင်ကင်းစက်သိန်းတွေတဖြန်းဖြန်းထလာတယ်အပြင်တွင်လဲမိုးကတဲထန်စွာရွာနေတယ်တက်တရဲရှိတယ်ဟုတ်လားအေးကွာအရင်တော့ကဓမြတွေကတို့ရွာကဥဖိုးမန်တို့အိမ်ကိုဓမြတိုင်းပြီးသူတို့တမိသားစုလုံးကိုဒီတရဲပင်မှာကျိုးတုပ်ပြီးတန်းနဲ့နဲ့ပြစ်တက်ခဲ့တာလေအေးကြားတော့ကြားဘူးတယ်အဲ့ဒါကြားပါပြီနောက်ပြီးဓမြအေးမောင်ကိုမင်းကြားဘူးတယ်မလားဓမြအေးမောင်ကို ရဲတွေလိုက်တော့နောက်ဆုံးဒီတိပင်နားမှာပဲရဲတွေအပြန်အလှန်ပြစ်ခတ်ရင်တည်သွားတယ်ဆိုတာပဲအေးအဲ့အေးမောင်ကမကြွဘူးကွမောင်ကင်းကဒရေးတွေကိုမျိုးချလိုက်တယ်နေပါအောင်ဦးဝကြီးကကျွန်တော်ကိုကြောက်အောင်ခြောက်နေတာလားကျွန်တော်ကတရေမကြောက်တတ်ဘူးဗျမောင်ကင်းက तू မကြောက်တတ်ဘူးဟုလိန်သာပြောလိုက်တာစိတ်ထဲတွင်တော့အလွန်ကြောက်နေပြီဖြစ်တယ်ဦးဝကြီးနဲ့ဟိုပြောဒီပြောရင်အချိန်လေးကကုန်သွားတယ်လက်ကနာရီက9နာရီကျော်နေပြီဖြစ်တယ်မိုးကဆဲသွားလိုက်မောင်ကင်းပြန်ပြီးလို့ရင်မိုးကပြန်သေးလိုက်ဖြစ်နေတယ် တို့တော့ဒီညဒီမှာပဲတညနားရမလားမသိပါဘူးကွာ။အိုးဘာလို့လဲဗျာမိုးဆက်ရင်အတူတူပြန်ကြရမယ်လေ။ဥွက်ကြီးကခေါင်းခါလိုက်တယ်။ဒီမိုးနဲ့ဆိုရွာအပြင်တမန်းချောင်းကရေရှမ်းနေပြီကွာ။သူပြောမှစဉ်းစားမိတယ်။တမန်းချောင်းဆိုဒီမှာရွာအဝင်သားမှရှိတယ်။ချောင်းတရားကဝါးနဲ့သာမခိုင်မခန့်ကလေးပြုတ်လုထားတာ။ထိုးတရားကလေးမှလူများသွာလာကြတယ်။လဲသမားများကတော့ရွာကိုပတ်ပြီးတော့ရွာနောက်ဖက်မှာပတ်ဝင်ကြတာများတယ်။ ထိုအတိုင်းရွာကိုပတ်နေလျင်အချိန်ကြာမီဟုလမ်းလျှောက်သူများကတမန်းချောင်းကိုသာဖြတ်ပြီးသွားကြတယ်။တမန်းချောင်းကမိုးများရင်ရေကြီးတယ်။ရေစည်းကလည်းအလွန်သန်တယ်။ခုမိုးအတိုင်းဆိုတမန်းချောင်းရေပြည့်နေပြီဖြစ်တယ်။ဒါဆိုလဲဥဝတ်ကြီးဟာဒီမှာတညနာပြီးအာယုံမတက်ခင် ပြန်ကြတာပေါ့။ရေဆိုနေသည့်အဝတ်များကိုရေညှစ်ချပြီးလွယ်ထဲအတွင်းတွင် အလှမတိုင်ခင်ကဝတ်ထားသည့် အဝင်များကကြွကြွအိတ်နှင့်ထုတ်ထားသဖြင့်မိုးမဆူပြီးနန်းစော်နေတော့လဲထုတ်အဝင်များကိုသာပြန်လဲပြီးဝက်လိုက်တယ်။ဇရက်တချို့နေရာတွင်ခေါမိုးပေါက်နေသဖြင့်ရေကတရောက်တောက်နဲ့ကျနေတယ်။ညတကောင်ကျော်ပြီးမိုးကဆဲသွားတော့လဲတဖွဲဖွဲကျနေတယ်။ထိုအချိန်မှာတော့ရွာကိုမပြောင်းကျင်တော့အဘဲကြောင့်ဆိုတော့ရွာမရောက်ခင်တော်ရန်ကလေးကိုဖျက်ရအောင်မိဖြစ်ပြီးထိုတော်ရန်ဖျက်ရသည့်ထက်ယခုဇရက်တွင်ဥဝကြီးနှင့်အတူတူနေရသည်ကပို၍လုံခြုံသည်ဟုခံစားမိတယ်။မောင်ကင်းကအိတ်မပြောသဖြင့်တောင်တွင်းမြောက်တွင်စဉ်းစားနေတော့လဲ ဦးဝကြီးကတခေါခေါနဲ့အိမ်မောကြနေတယ်။ထိုစဉ်ခေါမိုးပေါ်တွင်ဒုံဒုံနဲ့အတန်ကြားနေတော့မောင်ကင်းလဲကြောက်လန့်ပြီးမျက်လုံးပြူးကြည့်လိုက်တယ်။ဟေ့ကောင်အေးမောင်ငိမ့်ငိမ့်နေနေကွာ။ဦးဝကြီးအော်လိုက်သည့်အခါထိုအတန်သည်တိတ်ဆိတ်သွားသည်။ဟာဦးဝကြီးကလည်းတစ်ကိုင်းနဲ့ခေါမိုးနဲ့ရိုက်မိတာဖြစ်မှာပါ။မဟုတ်ဘူးမောင်ကင်းအဲ့ဒါအေးမောင်ငါတို့ကိုလာနှောက်ရက်နေတာ။အေးမောင်ဟေ့ကောင် မင်းငါနဲ့ရန်ဖြစ်ချင်လို့လားကွာ။အေးစေးနေတဲ့ ထို့နောက်ဘာသန်းမှမကြရတော့မောင်ကင်းကတော့ဥဝက်ကြီးကသူကြောက်အောင်ခြောက်နေတယ်လို့ပဲယူဆလိုက်တယ်အိတ်မပြောပဲမနဲ့၃နာရီထိုးပြီးဖြစ်တယ်ညတော့ကရွာသားတိမိုးတီသူမဟုတ်တယ်လို့ငြိမ်သက်နေတယ်ဖားတချို့အော်မီတန်တွေကပန်ဝင်းချင်တစ်ခုလုံးကြားနေရတော့မောင်ကင်းကထိုးစီရက်မှာထပ်မနေချင်တော့ဥဝက်ကြီးပြန်မယ်ဗျာအေးကောင်းသားပဲ သူတို့နှစ်ယောက်ဇရက်ပေါ်မှာဆင်းပြီးရွာစီတို့လျှောက်လာတယ်။မနက်၃နာရီဆိုတော့လဲမဲမောင်နေတော့ပဲရှိသေးတယ်။မောင်ကင်းဤဓမီကိုအားပြူပြီးပြန်လာခဲ့ကြတယ်။နှစ်ယောက်သားမှုစကားတပြောပြောနှင့်ရွာကိုရောက်မှန်းမသိရောက်လာတယ်။နနက်၄နာရီကျော်ပြီဖြစ်တယ်။အလင်းရောင်တချို့အရှိတ်တွင်ထွက်ပေါ်နေပြီးရွာမဝင်ခင်တမန်းချောင်းအနာအယောက်ညောင်မင်းကြီးနားတွင်ဥဝကြီးကရက်ပြီးနေခဲ့တယ်။တွားမောင်ကင်းမင်းတွားနဲ့တော့ဥဝကြီးကရွာထဲမလိုက်ဘူးလား။ အေးငါလုတ်ဆရာလေးတွေရှိနေသေးလို့တမန်းချောင်းတရားကလေးရဲ့ကျမ်းပြင်ကိုရေတွေဖုံးနေသေးတယ်ညကဆိုတရားတစ်ခုလုံးရေဖုံးနေပြီဟုခံမန်းရတယ်မောင်ကင်းလည်းလမ်းလျှောက်လာပြီးတရားကြော်သည့်အခါဥဝကြီးကိုလှည့်ကြည့်လိုက်တယ်ဥဝကြီးကညောင်မင်းချေရင် ညောင်မြစ်တစ်ခုတွင်ထိုင်နေတယ်။ရွာထဲဝင်တော့ရွာမှာအိမ်များကနိုးကြနေပြီဖြစ်တယ်။ဝါစုပန်းအတွက်ရောစွန်းလောင်းရံအတွက်ပါအချို့အိမ်တွေကပြင်ဆင်နေကြတယ်။မောင်ကင်းအိမ်မြောက်ခင်ဥဝကြီးရဲ့အိမ်ရှိကိုဖျက်သွားရတယ်။ဥဝကြီးအိမ်ရှိတွင်လူတွေစီကားနေတော့မောင်ကင်းလည်းအိမ်ထဲကိုလှမ်းဝင်လိုက်တယ်။သူဝင်လာတာကိုမြင်တော့ဥဝကြီးမိန်းမကသူ့ကိုလှမ်းမိတယ်။ဟဲ့မောင်ကင်းနင်ဥဝကြီးနဲ့တွေ့ခဲ့သေးလား?တွေ့တယ်လေဗျာ။လမ်းကွာမှာဇရက်မာတော်တညာလုံးအတူတူတဲခဲ့သေးတာ။ခုရွာကိုတောင်အတူတူပြန်လာတာ။ဟုတ်လားမမလည်း မတိဘူးဗျလုံးဆရာရှိတယ်ဆိုပြီးရွာပြင်းညောင်ပင်သားမှာထိုင်နေတာဒါနဲ့ဘာဖြစ်လို့လဲနင်းဦးဝကြီးညကပြန်မလာလို့လေဩဒါဆိုသူလည်းမြို့သွားတာဖြစ်မယ်ကျွန်တော်နဲ့တညာလုံးရှိနေခဲ့တာအဲ့ဒီနောက်မောင်ကင်းကအိမ်တို့ပြန်လာတယ်ညကကြုံတွေ့ရတဲ့အကြောင်းကိုအမေကိုပြောပြလိုက်တော့အမေကစိတ်ပူသွားတယ်တားရယ်နောက်ဆိုအဲ့ဒလို အချိန်မတော်တရော်တွေကိုမတော်ပါနဲ့တော့မောင်ကင်းကရေမိုးချိုးလိုက်ပြီးနောက်ခဏအိမ်ရယ်စိတ်ကူးတယ်ဝါစုပန်းခူးကနေလေလောင်မှလုံမှဆိုတော့မနက်ပိုင်းအိတ်ချိန်အနှင်းငယ်ရတယ်ဟဲ့တာထောင်းထောင်း အမေနှိုးလိုက်တော့မှအိတ်ချေမှုတူနဲ့ထလိုက်တယ်။ဥဝကြီးဆုံးပြီတဲ့။ဟမ်ကြားလိုက်ရသည့်စကားကိုမယုံနိုင်သေးသည်။သို့တော့အမေပြောသည်မှုယုံလိုက်ရတယ်။အမေကစနောက်ပြီးတော့မဟုတ်သည့်စကားကိုမဆိုဘဲဘယ်လိုဖြစ်တာလဲအမေ။ညကတောင်အကောင်းကြီးရှိသေးတာ။ဒီမနေ့တောင်အတူတူရွာပြန်လာကြသေးတာ။မဖြစ်နိုင်ဘူးတားရဲ့ညကဆုံးနေပြောတာပဲ။ဘယ်လိုဟုတ်တယ်။တားကသူ့မိမကိုပြောတော့သူတို့တွေတွားရှာတာရွာပြင်မှာလည်းမတွေ့ဘူးတဲ့။ဒါနဲ့လမ်းတစ်ခွဇရက်ကိုတွားကြည့်တော့ဇရက်ဘေးကမြောင်းကြီးထဲမှာမှောက်ခုံကြီးတည်နေတာတဲ့။ဖယားဖယား မောင်ကင်းမယုံနိုင်သေးပင်ဒါကြောင့်ဥဝကြီးအိမ်ရှိရာသူပြေးလာခဲ့တယ်ဥဝကြီးအလောင်းကိုအိမ်ရှိတွင်တွေ့လိုက်ရ၍ယုံလိုက်ရတော့တယ်ဘဘလို့ဖြစ်တာလဲဥဝကြီးဟာစီယံဝင်ပြောတော့ဥဝကြီးကနှလုံးသွေးကြောခြင်းပြီးအစီတွေလည်းများနေတယ်တဲ့အုံနောက်သွေးကြောကိုအစီခဲပိတ်တာတဲ့အဲ့ဒါသူ့လဲပြီးလမ်းမေးမြောင်းထဲကိုကြပြီးတည်သွားတာတဲ့ဥဝကြီးမိမကပြောရင်းငိုနေရှာတယ်မောင်ကြီးညာကကြုံခဲ့သည့်အဖြစ်ကိုမယုံနိုင်သေးဟုတ်မယ်ညာကမှောင်လဲမှောင်နေတာနဲ့ငါလဲမြောင်းထဲကိုလက်နှိပ်ဓာမီနဲ့ထိုးမကြည့်မိဘူး ဒါဒါဆိုငါညာကတွေ့တာဥဝကြီးကတရေကြီးပေါ့နော်ပြန်တွေးမိပြီးနောက်ကြောတွေချမ်းတက်လာလေတော့တယ်ဥဝကြီးမှာတင်နေသည့်ကြားကသူကြောက်နေသည်ကိုတီးပြီးတညာလုံးအဖော်အဖြစ်နေပေးုံမကရွာတို့ပါအဖော်လိုက်ပြီးပို့ပေးသည့်ဥဝကြီးကိုမြင်ရောင်ရင်မောင်ကင်းတယောက်မျက်ရည်များကျမိတော့တယ်နှစ်တွေအတော်ကြာခဲ့ပြီမောင်ကင်းလည်းအေးမှုနေပင်အိမ်အောင်ကြက ဥဝကြီးကသူ့တူမကိုသူ့ကိုအက်ခဲ့သည့်သဘောပြောခဲ့သည်ကိုပြန်ကြားရောင်နေမိတယ်။ယခုခလေးပင်နှစ်ယောက်ရနေပြီ။ယခုဆိုရင်နှစ်တေကြာခဲ့ပြီးမြို့နေရွာကိုဆိုင်ငယ်တွေထော်လာကြီးတွေနဲ့တွာလာနိုင်ပြီဖြစ်ပြီးထိုလန်းနှခွဆောင်ကလေးတွင်ဇရက်မရှိတော့ဒီမှာကြာခဲ့ပြီ။လန်းနှခွဆောင်ကလေးအနည်းရှိအရက်ဆိုင်များဈေးဆိုင်များနှင့်စီကားနေတယ်။ ဇရက်မရှိတော့ပေမဲ့တရက်ပင်ကြီးကတော့ထီထီကြီးကြံနေသေးတယ်။ထိုအနားသို့လမ်းကြုံဖြတ်မိတိုင်းမောင်ကင်းကတရက်ပင်ကြီးကိုမော့မော့ကြည့်မိတယ်။ထိုမိုးရွာသည့်ဝါဆိုလာပြင်းညကဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်တွေကမနေ့တနေ့ကဖြစ်ပျက်ခဲ့သလိုစိတ်ထဲဆွဲကြံနေတယ်။ထိုအပြင်လူမိုက်ကြီးဖြစ်ပေမဲ့သူ့အပေါ်ချစ်ရှာတဲ့ဥဝတ်ကြီးကိုလည်းပြန်ပြောင်းသတိရနေမိတော့တယ်။ဥဝကြီးရေကောင်းရမွန်ရဘဝမှာအေးအေးချမ်းချမ်းနေနိုင်ပါစေဟူသာတရက်ပင်ကြီးကိုကြည်ရင်ဆူတောင်းနေမိတော့တယ် ဇလန်းလေးကတော့ဒီမှနေပြီးဆုံးသွားပါပြီရှင်။ယခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာလေးများကိုထပ်မံဖော်ပြပေးသွားအောင်မို့ Dream Channel လေးကို Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။အားလုံးပဲ Good night ပါရှင်။